မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စကိုင်းငလင်လောက်ခတ်စင်မန္တလေးတက္ကသိုလ်မိလာပြီးတက္ကသိုလ်ဝင်စာမီဝဲအဖြေလွှာလေးသိန်းခန့်မိလောင်သွားလို့မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှစာမီဝဲပြန်ဖြေခိုင်းမယ့်အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းငလင်လောက်ခတ်စင်မန္တလေးတက္ကသိုလ်မိလာပြီးတက္ကသိုလ်ဝင်စာမီဝဲအဖြေလွှာလေးသိန်းခန့်မိလောင်ပြည့်စည်လို့ မန္တလေးစကိုင်းကချင်တဲ့နေပြည်တော်တို့မှာစာမေးပွဲပြန်ကျင်းပဖို့အကြံဖတ်မင်းအောင်လိုင်ကညွှန်ကြားထားကြောင်းပညာရေးတိုင်းဝိုင်းကပြောဆိုပါရယ်မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ပြင်အား9.8အစဉ်ရှိစကိုင်းငလင်ကြောင်းမန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်မိလာမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမိလာမှုတွေကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိလျက်ရှိတဲ့2024-2025တက္ကသိုလ်ဝင်စာမေးပွဲအဖြစ်လွားရင်းဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှာဖြည့်ဆို့သူဦးရေ46,944ဦးရဲ့အဖြစ် ီလွာစာအုပ်23940အုပ်စကိုင်းတိုင်းဒေသကြီးမှာဖြည့်ဆို့သူဦးရေ9317ဦးရဲ့အဖြည့်လွာအုပ်ရေ43829အုပ်ကချင်ပြည်နယ်မှာဖြည့်ဆို့သူဦးရေ8699ဦးရဲ့အဖြည့်လွာအုပ်ရေ9289အုပ်စုစုပေါင်းအဖြည့်လွာ၄သိန်းဝန်းကျင်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်အဲ့ဒီလိုအဖြည့်လွာများမီးလောင်ဆုံးရှုံးခဲ့တဲ့အတွက်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နဲ့မြေပြည်တော်ကောင်စီနယ်မြေအတွင်းမှာဖြည့်ဆို့ခဲ့တဲ့ကျောင်းသားကျောင်းသူတွေအဖြည့်လွာများမီးလောင်ပျက်စီးသွားခဲ့တဲ့ ဲ့အတွက်စာမီးဝဲပြန်လည်ကျင်းပနိုင်ဖို့အစီအစဉ်ဆောင်ရွက်ဖို့မင်းအောင်လိုင်ကမလ29ရက်နေ့မန္တလေးခီးစဉ်တွင်ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။ မန္တလေးမှာလာမယ့်မေလ၁ရက်နေ့ចောင်းသားចောင်းသူများကိုအနီးကပ်နှစ်ပတ်ចောင်းတက်ခိုင်းပြီးစာမီးဝဲပြန်လဲဖြေခိုင်းဖို့ចောင်းသားမိဘတွေကိုသက်ဆိုင်ရာចောင်းတွေကပြန်လဲခေါ်ယူညှိနှိုင်းအသိပေးခဲ့ကြောင်းသိရပါတယ်။မန္တလေးမှာစနေတန်းចောင်းသားចောင်းသူတွေစာမီးဝဲဖြေရမယ်လို့မန္တလေးအထက်ကငါကခေါ်ပြောတယ်။မေလ၁ရက်ကစပြီးနှစ်ပတ်ចောင်းပြန်တက်ရမယ်ပြီးရင်စာမီးဝဲပြန်ဖြေရမယ်။အဓိကကအဖြေလာရင်မီးလောင်နေတဲ့ပါသွားလို့ကလေးတွေကငလင်တန်းသိရတဲ့တဲ့စာမီးဝဲပြန်ဖြေရမယ်ဆိုတော့မိဘရောចောင်းသားចောင်းသူရောအကုန်စိတ်ဆင်းရဲနေရတယ်လို့မန္တလေးအမန်က င်ကပညာထက်တန်းကျောင်းမှာတက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ထားတဲ့ကျောင်းသားတုံးရဲ့မိဘတွေကပြောပါရယ်ဆလပီးစစ်ကောင်စီလက်အောက်ခံလီတဲ့များတကြံနှစ်တက်ကိုပြည့်ရကာလအနာမရပဲဒီကျောင်းစစ်စင်များစတိုင်ရှိနေမှာဖြစ်လို့ပြည်သူများတတိပြုရန်လိုအပ်တယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဘက်စစ်ကောင်စီလက်အောက်ခံလီတဲ့များအနေနဲ့တကြံနှစ်တက်ကိုကာလပြည့်ရများမှာအနာမရပဲဒီကျောင်းစစ်စင်များစတိုင်ရှိနေကြောင်းမြေပြည်တော်စစ်ဘက်တရင်အရှင်မြေတွေကပြောပါရယ် နက်ဖြန်အီဗီလာ73ရက်နေ့မှာအီဗီလာ21ရက်ထိတကြံကာလနှစ်တစ်ကိုရုံးပိရက်ကိုရက်အတွက်စစ်ကောင်စီရဲ့အရက်ဖက်ဝင်ကြီးဌာနရုံးများရက်ဖက်ဝင်တက်များအတွက်နားရက်ပေးထားတော်လဲစစ်ဘက်ဝင်တက်များအထူးသဖြင့်စစ်ကောင်စီလက်အောက်ခံလီတက်များမှာတော့အနားမပေးပဲအလဲကျတာဝန်ထမ်းဆောင်မှာဖြစ်ကြောင်းသိရပါတယ်။တကြံကာလမှာတမတော်လီအရာရှိပိုင်းလုံးနဲ့လီတက်တွေရနားထားပေးတာမျိုးမရှိဘူး။အဲဒီတော့တကြံကာလမှာပြည်သူတွေတတိထားရပါလိမ့်မယ်။လီကြောင်တိုက်ခိုက်မှုနဲ့စစ်စင်ရေးတွေဆက်ရှိနေမယ်သဘောပါလို့နေပြည်တော်စစ်ဘက်တရင်အရင်မြစ်ကရှင်းပြပါရတယ်။ ်စစ်ကောင်စီရဲ့ယာယီစစ်ရုံးနေရာတွေမှာစစ်စင်ရေးဆိုင်ရာရရှိခြင်းများနဲ့စစ်ဘက်ဝန်ထမ်းများယုံတက်ကြမှာဖြစ်ပြီးလက်တလောယာယီရုံးများတတ်မှတ် PC ကရုံးလုပ်ငန်းများအနေနဲ့ပြန်လည်လက်ပတ်နေပြီဖြစ်ကြောင်းသိရပါတယ်။ငလင်ကြောင့်ပြိုသွားတဲ့စစ်ရုံးတွေကိုစစ်ဆေးမှုတွေလုပ်နေမှာပြီးပြင်ဆင်တိစောက်မှုတွေလုပ်ဖို့ပြင်နေတဲ့လော်လော်ဆယ်တော့ယာယီစစ်ရုံးတွေလည်းတတ်မှတ်နေရချထားတာတွေနဲ့ရုံးတက်သူတက်နေပြန်ပြီးလက်ပတ်နေပါပြီ။တကြံကာလမှာလည်းယာယီစစ်ရုံးတွေကနေရုံးတက်မဲ့သူတွေအလုဆလုံနေကြမှာဖြစ်တဲ့အလေကြသဘောမျိုးတာဝန်ထမ်းဆောင်ကြမှာဖြစ်တဲ့ င်းလို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောပါတယ်။အကြံဘက်စစ်တပ်ကဧပြီလ၂နှစ်နီးမှာဧပြီလ၂၀နှစ်နီးဒီရက်20ကြာရှာရေးအဖြစ်ခံရစိုင်းကြီးညာထားတော်လဲနိုင်ငံတော်လုံးမှာထိုးစစ်များဆင်နွှဲခြင်းနေကြောက်တိုက်ခိုက်ခြင်းနဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများဇတိုင်းလုံဆောင်လျက်ရှိကြောင်း NUG ပါဝင်တော်လိုင်းအင်အားစုတွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ အင်တော်မျိုးသိန်းတိုက်ပွဲမှာထွက်ပြေးတဲ့တမ89တမမူနဲ့အဖွဲ့ကသားမှဖမ်းမိနေကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းတိုင်းအင်တော်မျိုးသိန်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့တမ89ချိန်မြန်တမဌာနချုပ်တမမူနဲ့အဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့တွေကကသားမျိုးနယ်တွင်ပြန်ဖမ်းမိထားပါရင်တမ89တမမူနဲ့သူ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံးဖမ်းမိထားပါပြီးတိုက်ပွဲမှာဒဏ်ရာရီနဲ့မိထားတာပါလို့ကသားမျိုးမှတည်င်းအရင်မြစ်တအုပ်ကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တင်စစ်တေတာရဲ့အစီအစဉ်နဲ့အင်တော်မျိုးသိမ်းတိုက်ပွဲကို2024ဩဂုတ်16ရက်ကစတင်ပြီးခုခံဆက်ကိုအမတ်89ချင်းမြန်တမဌာနချုပ်တမမူကဦးဆောင်ခဲ့တာဖြစ်ပါတယ်။အမတ်89ချင်းမြန်တမဌာနချုပ်ကပဲခူးတိုင်းမှာအခြေစိုက်ထားတော့လေအင်တော်မျိုးခုခံဆက်အတွက်စစ်ကောင်စီကပြီးခဲ့တဲ့2024ဩဂုတ်မှာပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အင်တော်မျိုးသိမ်းစစ်စင်ရေးကရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးစစ်ကောင်စီတွေအနေနဲ့စစ်ကူမရရှိခြင်းမြေပြင်မှာလက်နက်ရေးခါထောက်ပံ့ဆောင်ရွက် ုင်မှုမရှိခြင်းထိခိုက်တိုက်စားမှုများပြားခြင်းတို့ကြောင့်တွန်လိုင်းတပ်ဖွဲ့ရင်းရဲ့ဖိအားကိုရှည်ရှည်တောက်ခံနိုင်ခြင်းမရှိတော့ပဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုက်ကမှတမမှုဦးဆောင်နေဖွဲ့က AB 9ရဲ့ည9နိုင်ကမှစကန်းဆုံခွာထွက်သွားခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနက AB လရှိရဲ့ညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ် ဆလပီငလင်ကျောင်းအကြီးကျယ်ထိခိုက်ခဲ့ပြီးမြေကောက်ပွဲဒီဇင်ဘာမှာကျင်းပမယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်အားဖြင့်ငလင်ကျောင်းမြန်မာနိုင်ငံအလယ်ပိုင်းမှာစိုးစိုးရွာရွာထိခိုက်ပျက်စီးနေခြင်းစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကအထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပသွားမယ်လို့ကြေညာလိုက်ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာတွေကတက်စင်အပီလာ9ရက်နေ့နေ့စွဲနဲ့ထုတ်ပြန်ကြေညာချက်မှာဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမှာဖြစ်လို့နိုင်ငံပါတီတည်ထောင်ခွင့်ကိုလာမယ့်မေလ9ရက်နောက်ဆုံးထားလျှောက်ထားဖို့ဖော်ပြထားပါတယ်။တချိန်တည်းမှာပဲစစ်ကောင်စီ ကရွှေကောက်ပွဲလုပ်ငန်းတွေကိုပို့ပြီးထိထိရောက်ရောက်ဆောင်ရွက်ဖို့ရွှေကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးတန်းစိုးကိုဒုတိယကွဋ်ဌဖြစ်တာဝန်ပေးလိုက်တယ်လို့ထုတ်ပြန်လာပါတယ်။အထွေထွေရွှေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းအပိုင်းလေးပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ထားတယ်လို့စစ်ကောင်စီဥက္ကဋ္ဌကမလ25ရက်နေ့မှာပြောဆိုခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွေမှာပြုလုပ်ဖို့စစ်ကောင်စီကစီစဉ်နေတာပါ။ရွှေကောက်ပွဲမှာမဲများသူ ူအနိုင်ယူစနစ် FPTP နဲ့အကျိုးကျကိုစားပြုစနစ်ပြရာကိုပေါင်းဆက်ကျင့်သုံးမယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီကနိုင်ငံတကာလူသားစာနာရှင်ပုံကိုရီကိုထိန်းချုပ်ပြီးအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်မှာကိုစိုးရင်နဲ့လူတောက်တာဝင်းမြတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှင်ပုံငွေများကိုထိန်းချုပ်ပြီးစည်ရင်းအကြမ်းဖက်မှုတွေကိုဆက်လက်ကျူးလွန်မှာကိုစိုးရင်မှုတွေရှိကြောင်းပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုစားပြုမြန်မာလွတ်တော်ကိုယ်စားလှယ်ဖွဲ့ခေါင်းဆောင်ထောက်တာဝင်းမြတ်ကြီးကဆိုပါတယ် Parliamentary Action for Social Development and Justice Council နဲ့ဆွေးနွေးတဲ့အကြိမ်150မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့ General Debate အစည်းအဝေးမှာညမအရေးဆွေးနွေးပြောကြားခဲ့တဲ့မိန့်ခေါ်မှာဒေါက်တာဝင်းမြတ်ကြီးကအဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာပါကျွန်တော်တို့အနေနဲ့ဒီလိုခွင့်မပြုနိုင်ဘူးမြန်မာနိုင်ငံရှင်ပြည်သူတွေအတွက်မြန်မာဆန်ဆန်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလက်လန်းမိနိုင်စေဖို့အကူအညီပေးပါလို့မြန်မာလူတော်ကိုယ်စားလှယ်ဖွင့်ကောင်းဆောင်ဒေါက်တာဝင်းမြတ်ကြီးကပြောပါတယ်ဒါအပြင်စစ်မှန်တဲ့အဖြစ်ခန့်ရစိုင်းနဲ့လေချောင်းတိုက်ခိုက်မှုတွေအ ပြစ်ခတ်ရစဲဖို့အတွက်ထုတ်ဖော်ပြောပြဖို့ဒီမိုကရေစီပြန်ရအောင်ကူညီဖို့တိုက်တွန်းတောင်းဆိုခဲ့သလိုအခုနှစ်ကမြန်မာနိုင်ငံကဘာအတွက်စိန်ခေါ်မှုနှစ်ဖြစ်ကြောင်း၎င်းကဆက်လက်ဆိုပါတယ်မြန်မာနိုင်ငံမှာ၄နှစ်ကျော်အာဏာသိမ်းယူထားစဉ်စစ်အာဏာရှင်တွေကအရက်သားတွေကိုဆက်လက်တပ်ဖြတ်နေသလိုစစ်ကောင်ဆောင်တွေကလည်းအပြစ်ပေးခံရခြင်းမှကင်းလွတ်နေတဲ့အတွက်ပြည်သူများရဲ့အသက်အဝင်စီးဆင်းများအဆက်မပြတ်ဖြစ်စည်းလျက်ရှိပါတယ် ဒါကြောင့်လူမှုရေးတရားမျှတမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအကြီးအကျယ်ထိခိုက်ခဲ့ပြီးနေရအနှံ့နေရဆွန့်ခွာနေရမှုစီးပွားရေးကြတဲ့မှုလို့ဖြစ်ပေါ်စဉ်ကရှာလတ်အနေနဲ့လူမှုရေးထက်ဝက်နီးပါးဆင်းရဲမွဲတေပြီးသုံးပုံတပုံကျော်အကူအညီလိုအပ်နေကြောင်းသိရပါတယ်။ဒါပြင်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခကိုကြုံနေရခြင်းနောက်ထပ်ဆူရွားတဲ့တဘာဝဘေးတွေနဲ့ရင်ဆိုင်ခဲ့ရပြီးလူ3500နီးပါးသေဆုံးပြီး9000နီးပါးထဏ်ရာရရှိခဲ့တဲ့အတွက်အသက်ရှင်ကျန်ရသူများအမိုးကအစားအစာရှိနေဆေးဝါးစောင့်ရှောက်မှုမရှိပဲလူသားချင်းစ ာနာထောက်ထားမှုအရေးပေါ်လိုအပ်နေကြောင်းသိရပါတယ်။ဒီလိုဆုံရွားတဲ့ဖြစ်ဆိုခြင်းရဲ့ဆိုင်ရာချိန်မှာ ဘေးဒဏ်တင်ဒေသတွေကိုအရေးပေါ်အကူအညီတွေဆောင်ရွက်နိုင်ဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့တိုင်းသားတော်လိုင်းဖွဲ့ ERO ကအပြစ်ခတ်ရစိုင်းကြီးကြီးညာခဲ့ပါတယ်ဒေါက်တာဝင်းမြတ်ကြီးကပြောပါတယ်ဒါအပြင်အာနာသိန်းစကောင်စင်ကမလ28ရက်ငလင်းလောက်ခတ်ပြီးရနောက်နိုင်ငံတော်ဝန်ရှိအရက်သားတွေကိုပြစ်မှတ်ထားပြီးမြို့နယ်32ခုကိုတပ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှု63ကြိမ်ပြုလုပ်ပြီးအဲလိုတိုက်ခိုက်ရမှာငလင်းထန်ထင့်ဒေသတွေလည်းပါဝင်ထိခိုက်ခဲ့ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်